ခေါင်းမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့လူတိုင်းအစိမ့်မပြေချိန်မှာဒီလိုပြလက်မြေစိတ်ယုံတထေးတွေအများကြီးလိုအပ်တယ်ဆိုတာကိုဖရီအိုဖန်လေးနဲ့တကွာ တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ြောင်းလေးပုံเนาะရောင်းမဲ့ပုံစံလေးကိုတစ်ချက်လောက်ဟိုအားလုံးကိုပြောပြပေးခြင်းလိုပါရှင်ဒီလက်မြေလိုတဲ့သူတွေကိုပေါ့เนาะအဲညီမတို့ကကြောက်စဲပေါ့ဒီတငယ်တွေတလားကြော်ကြော်လောက်တော့ညီမတို့ကြောက်စဲရနေပြီညီမတို့ကိုတော့ကိုပြီးလက်မြေအလုံးပေါင်း2500ကျော်ညီမတို့မှရှိတယ်ပေါ့เนาะအဲ့ခါကျတော့အခု2500တော့ညီမတို့က18000နဲ့ညီမတို့တော့ရှောက်ရောင်းပေးမှာအဲအကယ်လို့စိတ်ယုံကမထွက်ဘူးစိတ်ယုံကထုတ်ပေးချင်မှာဈေးမတက်ဘူးဆိုရင်တော့နောက်ထပ်စိတ်ယုံမှာရှိနေတဲ့အိမ်ပေါင်း4000ကျော်ကတော့ညီမတို့က ပြဿနာမရှိဘူးပေါ့နော်ဈေးတက်တော့မှပဲညီမစိတ်ပူတာပေါ့နော်အဲ့တော့အခုညီမရှိမှရှိနေတယ်2500ကိုညီမအဲ18000နဲ့ပဲညီမရောင်းပေးမယ်ပြီးရင်မတမားတဲ့လူတွေလည်းထဲရောက်သွားမှဆိုရဲအတွက်ညီမတို့တရားစီးစစ်မယ်ပြီးတော့ရင်စီးစစ်ပြီးတော့အဲညီမတို့စီးစစ်ပြီးတော့တရတအိမ်အောင်ကိုညီမတို့အိမ်90နှုံးနဲ့ပဲညီမတို့ရောင်းပေးမယ်ပေါ့နော်အိမ်90နှုံးနဲ့ညီမတို့ရောင်းပေးမယ် အဲ့ဒါရယ်ပြီးသွားရင်ညီမလေးတို့ကကိုတောင်ကမန္တလေးကိုတောင်မှာရှိတာဖြစ်တဲ့အတွက်ညီမတို့ကလိုက်ပို့ဖို့လို့နေတွေပို့ဖို့လို့ကြောင့်ညီမကားတွေဘာကြီးလည်းမရှိဘူးညီမအရင်တော့ကကြတော့ညီမတို့ကလက်ကားပေးတယ်စိတ်ဝင်နေတခါတည်းဓာတ်ရိုက်ပါမယ့်ကိုဟိုဘက်လွှဲပေးတယ်အဲ့လိုပုံစံနဲ့ညီမတို့ကရောင်းတာဟိုလိုမျိုးညီမတို့အုပ်ထုံးသေးချောက်ရောင်းနေဆိုင်မဟုတ်ဘူးပေါ့နော်အဲဘီလက်မီကအဲ့လိုမျိုးလေးပေါ့အဲ့ခါကျတော့ညီမတို့စီမှာလာပြီးတော့တည်ပြီးရပါမယ်ရှင်အဲ့တော့ခုနညီမပြောသူတဲ့အိမ်ဝင်ညီမလေး90ရောင်းမယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့ညီမတို့စီမှာလာပြီးတည်မှပဲအဆင်ပြေမယ်ဆိုတဲ့ဟာလေးပေါ့နော် တဲ့အနေနဲ့ညီမတို့ကိုတောင်မှလာသေးပါညီမတို့စီရင်မစီမဟိုလုတ်ပြီးပြီဆိုတာနဲ့လာသေးပြီးတော့ယူလို့ရတယ်ပေါ့နော်အဲ့ရနှစ်ချက်ပေါ့နော်နောက်တစ်ချက်ကကြတော့ညီမကဒီကနေရတာနဲ့စိတ်ယုံဖွင့်ပြီဆိုရင်စိတ်ယုံကိုညီမတို့ကဘန်နဲ့ချက်ချင်းပြန်သွင်းရတယ်ဘန်သွင်းရင်ညီမတို့ကမ္ဘောဇာနဲ့သွင်းလို့မရဘူး AY နဲ့ညီမတို့သွင်းလို့ရညီမတို့မြဝတီဘန်နဲ့ပဲသွင်းလို့ရတယ်မြဝတီဘန်ပေါ့နော် CY အဲ့မြဝတီဘန်နဲ့ပဲညီမတို့သွင်းလို့ရတာဖြစ်တဲ့အတွက်ညီမငွေသားရမှဖြစ်မှာရှင့်အဲ ဒီ KP တို့ဘာလို့ ਨੇ ဆိုရင်ညီမတို့ကထုတ်လို့မရဘူးဆိုရင်ဟိုဘက်ကညီမတို့ပြန်သွင်းတဲ့ချိန်တိုင်းအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ဖြစ်နိုင်ရင်တော့ညီမလေးကိုငွေသားလေးနဲ့ဝေပေးပါအဲညီမလေးဘက်ကတောင်းဆိုတာပေါ့နော်အဲ့တော့ညီမကဒီဘီလက်မီကိုညီမဒီအချက်ကလေးသုံးချက်နေပေါ့နော်အဲ့တော့ညီမလေးအာဒီဟိုမှာ state မှာညီမလေးဝန်ထမ်းတွေရေးလိမ့်စာအောင်ညီမအော်လိမ့်စာတော့ဖြစ်တယ်ဖုန်းနံပါတ်ညီမထည့်ပေးထားလေပေါ့ဟိုမှာဟိုမှာအရင်အိတ်ကောင်းနေတာအိတ်ကောင်းနေတာ ပင်မန်းတာသူလည်းအလုပ်ကိုဖုန်းနဲ့ပဲတောက်လျှောက်လုပ်ကြတာဆိုအဲ့ဒါအဲ့တော့ညီမကဒီသုံးချက်ကလေးနဲ့ညီမလေးရောင်းဝင်းပြူပါအဲအားလုံးကျေးဇူးတင်ပါတယ်တေချာ